ရပါခင်ဗျာဒီနေ့ကျွန်တော်တို့ မင်္ဂလာညရုပ်ရှင်တွေကိုကြွားရောက်အားပေးကြတဲ့ဒီဘကိုးကပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဒီကားလေးကအဲကျွန်တော်တို့တွေအားလုံးစိတ်ကြိုက်ဖန်တီးခွင့်ရပြီးတော့ဖန်တီးထားတဲ့ရုပ်ရှင်စကားလေးဖြစ်ပါတယ်ဆိုတော့ဒီစကားလေးကိုအခုပရိသတ်တွေနဲ့ကျွန်တော်တို့အတူတူကြည့်ကြမယ်နော်အဲအတူတူကြည့်ပြီးတော့ကြည့်ပြီးတဲ့အခါမှာလည်းကိုယ့်ရဲ့စိတ်ခံစားချက်တွေဖြစ်လာတဲ့ဟာလေးကိုလည်းကျွန်တော်တို့ Facebook ပဲဖြစ်ဖြစ် TikTok ပဲဖြစ်ဖြစ်ကျွန်တော် review လေးတွေရေးပေးဖို့အတွက်ကိုရီးယားဥစားပထမအဲပြောကြားလိုပါတယ်ခင်ဗျကျွန်တော်ထွန်းထွန်းမှာဆက်လက်ပြီးတော့ကိုဒါတောင်ကောင် ဲလူရဲ့စကားလေးအာဟုတ်မင်္ဂလာပါကျွန်တော်ဒီကောက်ရထားတဲ့ Twitter အောင်ချန်လူပါကျွန်တော်ချင်းမြင်ပြတဲ့တရားရှင်တွေတိုင်းကိုကျေးဇူးအများကြီးတူရှိပါတယ်အဲမင်းသားတွေဆက်ပြောပါမယ်ဒိုဒိုရှင်ရှင်အိုးချောလာတယ်ပြည်သမားဒီဥစ္စာကိုပြည့်ပြည့်ကြည့်ပါဦးနော်ဒီဥစ္စာကိုသက်ကောင်ပြည့်ပြည့်ကြည့်ပါ ပြီးရပြီးစီပြီးလို့ရှိရင်ကျွန်တော်တို့နဲ့တူဟောတပတ်တပတ်မပြတ်နိုင်အောင်ကြည့်အောင်ကျွန်တော်လုပ်ထားပေးပါရစေ။ဒါဟုတ်တယ်နော်။တကားလေးပြေးထားပါဦးပြန်မရအောင်။ဟုတ်ပြောလိုက်ပါဦးမကြက်။အဲဘကူမင်္ဂလာပါဗျာကျွန်တော်ဘကူကိုဒါကျွန်တော်ပြန်ရောက်တဲ့အချိန်မှာဒါပရိသတ်ဒီအများကြီးနဲ့တွေ့ရတယ်ဝမ်းသာပါတယ်ဒါနေမဝင်ရွာရုပ်ရှင်ကားကြီးအတွက်လည်းဒါပရိသတ်ဒီကိုဦးပြက်လာပြတဲ့အတွက်လည်းဝမ်းသာပါတော့ဗျာအဲ့တော့ပရိသတ်ဒီ အားပါရင်ကျေးဇူးကျွန်တော်တို့လည်းကျေးဇူးပါအောင်လို့ဖိတ်ခေါ်ချင်ပါတယ်ဗျာကျေးဇူးပါစားတော်တာမင်္ဂလာပါမင်္ဂလာပါရှင်ဟုတ်ဘာဖြစ်လို့စားတော်တာနေရာလက်ခံပြစ်တာတွန်းတော့မှာ မနက်ထွန်းလုံးကဟိုငါကားလေးတကားရိုက်ရှင်နဲ့အညီမင်းသမီးနေရပါပြပါဆိုတော့လေထွန်းထွန်းဝင်းရလဲကားပါပဲထွန်းထွန်းကြောက်လို့လားထွန်းထွန်းချစ်လို့လားဘယ်လိုပြောမလဲထွန်းထွန်းကြောက်လို့လားချစ်လို့လားဆိုတော့ထွန်းထွန်းကြောက်လို့လားချစ်လို့လားထွန်းထွန်းကြောက်လို့လားချစ်လို့လားလက်ခံလိုက်ကြလို့အဲ့တော့ဟောစားတော့တာနေရဘူးဘူးဘူးခါခါရတယ်ဘယ်လိုလုံးဖြစ်တာလဲအဲအဲ့ဒါဒရိုက်တာခိုင်းတာဟုတ်တာဒရိုက်တာခိုင်းတာစီ ကိုဒီကအာဒီအငိလဲကဖို့တဲ့ခါကြတော့ဒီလိုစင်ပေါ်မှာအာစိတ်ဝင်နဲ့ကတော့ဒါလေးခံစားချက်ဆိုဘယ်လိုရှိနေလဲ ။ဟောအဓိကကလေအရင်အကမှခံစားတာထက်ဒီကျမဒီမှာဆိုလို့ရှိရင်ဇလန်းကိုတရုတ်ဆောင်နေရင်းနဲ့ပေါ့နော်။ဟိုကပထမဒီအနီဝါဆက်နဲ့ကတဲ့ဥစ္စာဆိုရှင်ဒါကိုသူ့ရဲ့အင်ကြီးပြောက်သွားလို့သူစိတ်တွေတိုးနေတာပေါ့နော်။အဲ့လိုမျိုးဆိုတော့ကတာဟိုခံစားရတယ်ကျမတို့ကတရုတ်ဆောင်နေရတာပို့ပြီးတော့များပါတယ်။ဒီကဒီမှာလည်းအကအနေတော့လေ။ဒီမှာပြောဆောင်မှုတည်းလဲတော်တော်လေးပြောဆောင်ခွင့်ရတာเนาะဟိုတခန်းဆိုရင်ရွာသားတွေနဲ့သူ့ကိုယ်မျိုးကိုယ်သူမျိုးနဲ့ကားတွေမှာမျိုးလုံးတိတိကြီးအဲ့ရတယ်ဘယ်လိုလေးလောက်ခဲ့ကြတာလဲအဲဒီက ားထဲမှာဒါလောက်ကအဥဆုံးအနေနဲ့နေပါတယ်အဲ့ခါကျတော့အခန်း item တွေကြောက်ရမယ့် item တွေအဲ့ဒါတွေပေါ့နော်အဲ့ဒါတွေကိုများများလုပ်ဖြစ်ပါတယ်အဲအဲ့လိုဆိုတဲ့ခါကျတော့ခုနပြောသလိုပါပဲကျွန်မ writer ခိုင်းတဲ့အတိုင်းကိုတော့ကျွန်မစူးစမ်းပြီးတော့တရုပ်ဆောင်ထားပါတယ်ရှင်ဟုတ်လားအော်တွားရိုက်တဲ့နေရာလဲတင်ញိုင်းပေးမှာဟုတ်လားအဲဟုတ်တယ်ဟုတ်တယ်အဲ့ဒါတကယ်တင်ញိုင်းပေးပါပဲရိုက်တာအမတ်တရားဗာလေးတွေရှိနေမလဲဒီလူတွေကျတော့ကိုယ်လူတွေအရင်တို့ဖြစ်နေရောလေရှူတင်ကိုလာတယ်လို့တော့မထင်ရအောင်တကယ်ချင်းတွေဝိုင်းဖွဲ့ပြီးတော့ စကားလာပြောတယ်လို့လို့ဘာလို့လို့ဖြစ်နေအဲအဲဆိုတဲ့အခါကျတော့ပြောပါတဲ့ဒီ suite တွေမှာဒါအပြော်ရရရှင်ညလည်းကောင်းကောင်းမအေးအောင်အဲ့ဒါအေးအောင်ညတော့အမထွန်းထွန်းရခံစားချက်လေးပြောပြရမှာထွန်းထွန်းဘယ်လိုလဲလို့ရှင်ရနေတာမရောက်သူဟာသူတာဝန်ယူထားရလေဆိုတဲ့အပိုင်းကအဒီကားပါလဲတာဝန်ယူထားရလေသူ့ရဲ့သေဥဆောင်မှုလဲသူ့သူတာဝန်ယူရပြီးတော့ပါတဲ့သေဥဆောင်ပြီးအားလုံးလဲတာဝန်ယူထားတဲ့အပိုင်းဖြစ်တာပေါ့နော်အဲ့ဒီအခါကျတော့သူကနည်းနည်း stretch လုပ်ပြရတယ်ပေါ့ ဒါပေမဲ့ဒီဇက်ကိုသူကကြင်လို့သူကလုတ်တဲ့စမ်းမဟုတ်ဘူးလားဘာလို့သူတခါတော့ပြအောင်ပါလိုက်သေးတယ်ဟုတ်လားအဲဒါလည်းသူတဆွမ်းတဲ့ပညာမလေးသားဆိုလို့နေမှာဟုတ်အဲ့လိုဆိုတော့သူလည်းထိုင်တာပေါ့ဒါပေမဲ့ဇက်ကိုကအဲ့လိုလေးပါဟိုစွတ်ကြည့်မဟုတ်ပါဘူး တော့အမှတ်တရတွေဘာတွေရှိနေမလဲဘာတွေပြောခဲ့ရဘယ်လိုလေးကြောက်ခဲ့ရလဲအာအမှတ်တရကတော့တွေ့ထူးတော့တိတ်တော့မရှိပါဘူးကျွန်မစိတ်မကောင်းစရာရှိသေးတယ်အဲ့ဒါဘာလဲဆိုကျွန်မရဲ့အာအနှစ်20လောက်လက်တွဲခဲ့တယ်ကျွန်မရဲ့ makeup ဆရာပေါ့နော်အဒီတက်ဆိုတာကျွန်တော်အဲ့ကနောက်ဆုံးပဲပေါ့သူဆုံးသွားတာပေါ့နော်အဲ့လိုဆိုရခဲ့သူနောက်ဆုံးလိမ့်ပြီးခဲ့တဲ့ကားပေါ့အဲ့ဒါလေးကတော့အမှတ်တရပါဒီနေ့ဒီမှာအာညညမှာယုံမှာလာပြီးတော့ပြည်သားနဲ့တွေ့ရတဲ့ခံစားချက်ဆိုရင်တော့တော့ဘာလို့ဆိုဒီမှာဖုန်ပွဲကိုဒီကားလေးနဲ့နေမူရလေးနဲ့ဖွင့်မှာဆိုတော့အာဒါကတော့ စီစဉ်သူတွေစီစဉ်ကြလာပေါ့နော်ကျမတို့ကအာဒီမှာပြိတ္တနဲ့တွေ့မယ်ဆိုတဲ့ခါကျတော့ very excited ပါပဲပြီးရခါကျဒီနေ့ကမိုးရွာတယ်နော်ရန်ကုန်မှာလည်းဒီနေ့ကမိုးအသေးခံရွာတဲ့ခါကျတော့ဒီပဲခူးမှာ ပြိဿရှိမှမလားလို့တော့စိုးရိမ်မိတာပေါ့ရှင်။လူကလာပါမလားဘလို့ဖြစ်တာလဲဆိုပြီးတော့ထမင်းစားတဲ့အချိန်မှတော့တော်တော်ရွာနေရမှုပါလေ။အခုတော့ဒီကိုရောက်တဲ့အချိန်မှတော့လူကဒီနေ့တိုင်းပြည့်ရအများကြီးပဲဆိုတော့ဝမ်းသာတာပေါ့ရှင်။ကျေးဇူးလက်တင်ပါတယ်ကဘူကပြိဿကြီး။ဟုတ်ပါဘူး။ဟုတ်ကလားပါ။ကဘူကပြိဿကြီးအားပေးကြတယ်နော်။အော်အာဟိုမင်းသားမင်းသမီးလာတယ်တို့ပါဟုတ်လေအာဒီညွန့်ညုံမို့ပေါ့နော်ကျွန်တော်တို့နေမိုရာလေးနဲ့ဖွင့်ခွင့်ရတယ်ခံစားချက်ကိုပြောမယ် မှတ်တရဖြစ်တာပေါ့ဒီယုံဖွင့်ပွဲနဲ့ကျွန်တော်တို့ကားနဲ့ပထမဦးဆုံးဦးဖေဖေကျွန်တော်တို့ကားပြခွင့်ရတယ်ဒီဘကိုးကပြည့်ချက်တွေလည်းပြခွင့်ရတယ်ဆိုတော့အမှတ်တရဖြစ်တာပေါ့ဒီရုပ်ရှင်ရုံဟိုမြင်တိုင်းကျွန်တော်တို့ကားလေးရတော့အမှတ်ရတယ်ပေါ့အဲ့တော့ဟိုသေးတယ်ကားနဲ့ပတ်သက်ဘာလေးပြောပြကြခြင်းလားရှိနေမကြည့်ရသေးပေးတာတွေပါတော့ဟိုလက်ပြည်လက်ပြည်ရုံတင်းဆိုတော့လေဟုတ်အာဒီကားကပေါ့နော်ထရီလာမှာတော့ဒါဒါ marketing သဘောရအာသူအများကြီးကျင်တဲ့ဟာလေးတွေရွေးနှုတ်ပြီးတော့ထရီလာမှာပြထားတယ်ဒါပေမဲ့ အဲကားရဲ့သွားကျင်တာကားကအဲဟာတကားကိုလည်းပြောလို့မရဘူးတရေကားကိုလည်းပြောလို့မရပါဘူးကျွန်တော်ရဲ့တိတ်ကြီးတွေပါတယ်ဒီကားအဲလူတွေရဲ့သဘောပေါ့နော်ပြပြတဲ့ပြပြတဲ့သဘောလေးပေါ်မှာအခြေခံပြီးတော့လောက်ထားတဲ့ရုပ်ရှင်ပါ ဒါပေမဲ့ကိုအော်ဂျန်လူကဟာတာကမဟုတ်ပါဘူးလို့ဒီလိုပြောချင်ပြောနေမှာပေါ့။ဒါပေမဲ့တမရအမှကျွန်တော်တို့စာမွေးကြည့်တယ်မှာသဘောတိကြပြီးတော့ရည်နေကြတယ်။အဲ့လိုဆိုတော့တို့တို့ဒါဒါလေးကိုဘယ်လိုလုပ်ပြောပြမလဲ။အလူတွေရဲ့အလွယ်လွယ်ချော်ချော်လေးတွေမှာပြည့်တဲ့တဲ့သဘောကြကြတာ။အဲ့ပုံမှာလည်းနောက်တစ်ခါဟာတာဆိုပြီးတော့ကျွန်တော်တို့တဲနေတာမဟုတ်ပါဘူးနော်။ဇက်နောက်ကိုပဲလိုက်သွားတာ။ဇက်မှာလွဲတဲ့ဟာတွေလွဲကြတယ်။အဲ့ဒါလေးကိုသဘောကြပြီးတော့ပြည့်တဲ့ကပွဲကြပြီးတော့အဲတို့ရည်ကြတာပါ။ဟာတာဖြစ်အောင်ကျွန်တော်တို့က မဆိုင်မဲနဲ့လုပ်နေတဲ့ဟာမျိုးတွေတခုမှမပါဘူးပေါ့နော်သူကသူတို့စီဂျင်လို့ယူကြတာပေါ့ကျွန်တော်တို့ကဟာသာကားကြီးရိုက်မယ်ဆိုပြီးရိုက်ထားတဲ့ဟာတွေတော့မဟုတ်ဘူးဒါပေမဲ့ဇက်ကက်ပလော့လေးတွေရရည်စရာလေးတွေဖြစ်ဖြစ်သွားလို့ယူကြတာပါဟုတ်အဲ့တော့ဟိုဒီကကမသိတော့တကယ်ကလည်းလိုပါလို့ခင်ရမှာနော်။အာရည်လဲရည်ရမယ်၊ကြောက်လဲကြောက်ရမယ်၊စိတ်ဝင်စားစရာလဲပါမယ်။အာအငိမ့်နောက်ခါလဲပါ။ဒါလေးဘယ်လိုပြောကြလဲ။ဟိုပါ အဲကျွန်တော်ဒီဇယ်လေးကိုသဘောကျတယ်ချစ်စရာလေးပါဇယ်လေးကလာကြည့်ရင်တော့သိပါမှာချစ်ဖို့လည်းကောင်းတယ်စိတ်မောရည်လည်းပြင်မယ်ကြည့်တဲ့ဒီချိန်မှာဒီကာလမှာလူတွေလည်းအရန်စိတ်မညစ်ရဘူးပေါ့နော်စိတ်မညစ်အောင်အရန်လည်းမတွေးရဘူးဒါပေမဲ့အဲတွေးတွေးပြီးတော့သဘောကျမဲ့ကားမျိုးလေးပါချစ်စရာလေးပါဒီဇက်ကကျွန်တော်ရောက်လာတဲ့ကပါဇယ်လေးဖက်လိုက်တဲ့ချစ်စရာလေးကောင်းရေခဲ့တာပါကျေးဇူးပါကျေးဇူးပါ